နေ့ဓမ္မနန်းတော်ဝိပဿနာရိပ်သာတိဆောက်ဖို့ရန်အတွက်တရားပြဝိညာဉ်ရှိပြေကနိဗ္ဗာန်ကိုရည်မှန်းပြီးတော့ပါလူတန်းပေးကြတော့အလူရှင်များမှမန္တလေးမြို့နေကိုကျန်နိုင်ဦးမတ်ကြီးဦးမိသားစုတို့မှတဝရကနာချုပ်ငင်းသွားတော့မတ်အီအီကျော်အားရှိသူကြီးမှန်းပြီးတော့နဝကမဝတ္ထုငွေတသိန်းကျပ်ဦးသေးဝင်းဒေါ်တဏ္ဏမိုးမိသားစုကချင်းပြည်နယ်မြကျိနာမြို့မှ တသိန်းနဲ့တသောင်းကျပ်ကိုမျိုးလိုင်ထွန်စီပလဲတိုင်းရင်စီကံမှတသိန်းကျပ်ဒေါ်ဤမိုးမိသားစုနှင့်အတူခொနည်းသားသည်မြတ်ပေါင်းစု၍ကောင်းမှုအလိုတော်ငွေအဖြစ်တသိန်းကျပ်ကိုမောင်မောင်မတ်ရင်ရင်အေးနေပြီးတော့လေဝေးတေကောကြီးကြီးရွာမှတသိန်းကျပ်ကိုနိုင်ဝင်းမမမအေး မိသားစုမှတသိန်းနဲ့2000ကျင့်ဤကုသိုလ်ရှင်ဇေနာရှင်ပေါင်းတို့သည်ကြောက်ဆက်ဖြစ်သောကဆုဘေဆိုအန္တရေသောယောဂါသောအမျိုးမျိုးကင်းစင်လွင့်ပြောက်ပြီးဤဘဝဤခန္ဓာနှင့်ပင်ဤသာသနာတော်တွင်၌ဒုက္ခအပေါင်းချုပ်ငြိမ်းရာဖြစ်သောနိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ကြပါစေထိုမှတပံတဘောတကန္နာချုပ်ငြိမ်းသွားသောမအီအီကျော်တီလဲယင်းနေ့ယခုပြုလို့ပေးဖို့အားထုတ်အပ်သောကိုကျော်နိုင်ဦးမတ် ရည်ရည်ဥတို့မိသားစုပြုလို့အပ်တဲ့ကုစုကောင်းမှု အစုစုတို့အားတရုခေါ်နိုင်၍တော်၎င်းအမမထတဘာဘသောတန်ဃာတို့အရှင်သူမြတ်အပေါင်းတို့နဲ့ရွှေမျိုးမိတ်တင်ဟာအပေါင်းတို့ဤပေးပို့အပ်သောကုစုကောင်းမှု အစုစုတို့အားတရုခေါ်နိုင်၍တော်၎င်းမိမိပြုလို့အထောက်အကူသောကုသိုလ်ကောင်းမှုအဆုစုတို့အားပြန်လည်ကအမှတ်ရ၍တာရုခေါ်နိုင်၍တော်၎င်းအကယ်၍ ဒီကနေ့သောအချိန်အခါတမယ၌မတင်မတင်နှလုံးသွင်းမိညာအံ့မရောက်ရှိမရရှိအတော်ဘုံဘဝဘုံဌာနသို့ရောက်ရှိနေညာအံ့ယနေ့ယခုပြုလို့အာထုပေးဖို့အတော်ကုသိုလ်ကောင်းမှုအဆုစုတို့အာသာရုခေါ်နိုင်ပြီလျင်နေကြသောဘုံဘဝဘုံဌာနမှမြင့်မြတ်သောဘုံဘဝဘုံဌာနသို့ရောက်ရှိပါစေဟုဆုတောင်းသမှုအာယုံပြု၍ဤကုသိုလ်တို့အာအမြတ်မြတ်တာပေးပါれအလုံးသောတရားနာပရိသတ်အပေါင်းတို့နှင့် စေနာရှင်ကုသိုလ်ရှင်အပေါင်းတော်အီဒီယာဓမ္မဒေသနာတော်ဖြင့်ကျေးဇူးဆက်အပ်ပါတယ်အားလုံးသာဓုခေါ်နိုင်ကြပါစေဒါကသောတာပန်တည်ခြင်းတဲ့အကြောင်းကိုမေးထားတာပေါ့သောတာပန်တည်ခြင်းတဲ့အဲ့တော့သောတာပန်တည်ခြင်းတဲ့ပုဂ္ဂိုလ်ဟာတရားအထုတ်တဲ့နေရာမှာပြင်းပြင်းပြီးတော့အိတ်ချင်နေလို့မရအောင်ဘာလို့လဲလို့မေးရင် သောတာပန်တည်တယ်သောတာပန်တည်အောင်ကျင့်တယ်ဆိုတဲ့အကျင့်ကပရမောသုံးသောဖြစ်ရမယ်ပုရုသင်ဘဝကနေပြီးတော့အရိယာအနယ်ကိုရောက်အောင်ကြိုးစားရမယ်ပရမအဆင့်ဟာအလွန်မတန်မှပင်မနေဒါကစာတိနဲ့ဇာသမိုင်းကြီးရဲ့ဟောဖို့ညွန်ပြထားတဲ့ထေရဝါဒစကားအစဉ်ဆက်ပါအကယ်၍မြန်ဘုရားရှင်လက်ထက်မှာရှိနေတဲ့ ရားရှင်လက်ထက်မှာရှိခဲ့ဘူးတဲ့မဟာတာဝကများကတော့အဲ့လောက်ထိအောင်ပင်မပန်းမှန်မရှိဘူးသို့တော့ပင်မန်းတဲ့ပုံကိုယ်လေးလည်းပင်မန်းတယ်တချို့တရားစကားပြောရင်းနဲ့သောတာပန်တည်သွားတဲ့ပုံကိုယ်လေးဆိုကြပါတို့အဇာရတကိုတမညာဖနာတုတ်ကိုဟောနေတဲ့အချိန်မှာနောက်ကနေပြီးတော့နားနေတဲ့တရားနာပရိသတ်ဟာလွယ်လင်းတကူပဲသောတာပန်တည်ကြတယ်အဇာတတကတော့သောတာပန်မတည်ဘူးလွယ်လင်းတကူသောတာပန်တည်သွားကြတယ်ဆိုတော့ဒါကတရားနာရင်းနဲ့ဓမ္မတို့ဓမ္မပရိပတ်တိ ဖြစ်ပြီးတော့သောတာပန်တည်တာလူလကူနဲ့သောတာပန်တည်တာအဲ့ဒါကအ ਨੇ ဆုံးကဘာတသိန်းလောက်ပါရမီ ဖြစ်ထားတဲ့ပုဂ္ဂိုလ်များကသောတာပန်တည်ဖို့အရန်ကြီးမခဲရင်ဘူးဆိုလိုတာကသစ္စာတရားနဲ့တွေ့ဖို့ပဲလိုတယ်တမန်မဲနေရပုဂ္ဂိုလ်ပဂတိတာဝကများဒီနေ့ခင်မှာအများသောအားဖြင့်နေရပုဂ္ဂိုလ်ပဂတိတာဝကများကြတော့ဘဝိတာပௌလိကတာအချိန်ပန်များစွာကျင့်ရမယ် ။တချိန်နဲ့အာထုတ်လို့မရဘူး။ချိန်ပန်းများစွာအာထုတ်ပါဘာလို့လဲလို့မင်းရင်ကို့မှာထူထပ်နေတဲ့ကိရိတာအစေးတွေအများကြီးကိုတရားနာခြင်းနဲ့အဲ့ဒီအစေးကိုဖျောက်ရတယ်ပြီးတော့မှတရားအထုတ်တာကအဲ့ဒီအစေးကိုမီးရှို့နေတာနဲ့တူတယ်။ဘာမှတရားနာတာဒီအစေးကိုဖျောက်ပြီးနေလန်းနာနဲ့တူတယ်။ကိုယ်တိုင်အထုတ်တာကအစေးကိုမီးရှို့တာနဲ့တူတယ်။အဲ့ဒီလိုနာလဲနာရမယ်အားလဲထုတ်ရမယ်ဆိုတဲ့အဆင့်နှဆင့်ပါမှဒီနေ့ခေတ်မှာတောတာပန်တီးဖို့ရစဉ်းစားလို့ရတယ်ဖြစ်နိုင်တယ် ။ဒါမှတရားလေးနာပြီးတော့နာကတရားနာဉာဏ်ကခန္ဓာလှက်နေယုံလောက်နဲ့သောတာပန်ဒီဘိုးဆိုတာဒီနေ့ခေတ်မှာအလွန်မတန်မှခဲရင်တဲ့ကာလီတို့လိုအပေါ်မှာတရားစကားပြောတဲ့ဟိုကြားရုံနဲ့သောတာပန်ဒီဘိုးဆိုတာဒီနေ့ခေတ်မှာခဲရင်တဲ့ဒါကြောင့်တရားလဲနာရမယ်တရားကိုလည်းပြင်းပြင်းထန်ထန်အားထုတ်ရမယ်။နာရလဲသစ္စာတရားဖြစ်ရမယ်။အဲ့ဒီတော့ကြမှာသောတာပန်တည်နိုင်တယ်။ဒါကသောတာပန်တည်ဖို့အတွက်ကိုပြောတာ။ဘာလို့လဲလို့မင်းတသံတရားလုံးစခဲ့တဲ့ ကိရိတာအညစ်ကြေးတွေဟာသောတာပန်တည်တဲ့အချိန်ကြမှာအဲ့ဒီအညစ်ကြေးတွေအကုန်လုံးပယ်တတ်နိုင်မှာအဲ့ဒီအညစ်ကြေးကိုအကုန်လုံးမဟုတ်ဘူးဒိဋ္ဌိနဲ့ဝိသေကိစ္စနဲ့ပယ်တတ်လိုက်တော့မှသောတာပန်နေပယ်တတ်လိုက်တဲ့အပယ်လေးပါခန္ဓာမရှိတော့ဘူးပြီးတော့မှအပယ်လေးပါခန္ဓာမရှိတော့တဲ့နောက်မှာမှနောက်တစ်ချက်ကနတ်ခန္ဓာကိုပယ်ရတယ်ဒါကအနာကဒါကြကတက္ကရာကအတွက် အနာဂတ်အတွက်ကြတော့မြမခန္ဓာကိုစွန့်ရအဲ့ဒီခါကြတော့မှယဟန္တာဆိုတဲ့အဆင့်ကိုရတယ်ဒါကဘဝတွေကိုတိုင်းပြီးတော့ပြောတာအဲ့တော့သောတာပန်တည်ဖို့ဟာပထမဆုံးတော့အဆင့်ဟာအလောမဒမကိလေသာထူထပ်နေတဲ့အဆင့်ပဲသောတာပန်တည်သွားတဲ့ပုဂ္ဂိုလ်ကြတော့နတ်တွေဘုံအထမမာရိယံတည်ကြခဏဘဝအောင်မရှိတော့၆၈ဘဝအောင်မရှိတော့ဘယ်နဲ့ခဏဘဝနဲ့ကိစ္စပြီးနိုင်တာမဟုတ်လို့ထွေးမှာကိုင်းရှင်ရှင်ဒါကဆရာတော်ကြီးတွေရဲ့အတုံးနှုတ် ောတာပန်တီးဖို့အတွက်ခက်ခက်ခဲရုံးရတယ်တောတာပန်တီးသွားရင်ဟိုဘက်မှာကိုင်းချင်းဆိုင်ချင်းခုနဘဝပဲအထုပ်နေရရှိတော့လေဟိုဘက်မှာပြီးနိုင်ပြီးသွားတယ်ပေါ့ဆိုတော့တောတာပန်တီးဖို့အတွက်ကအဲ့ဒီလိုနားလဲနားမယ်အားလဲထောက်ဒါဆိုတောတာပန်တီးဖို့အတွက်ဘာအချက်တွေလိုလဲလို့မေးရင်အချက်အင်္ဂါ၄ချက်လိုပါတယ်အဲ့ဒီအင်္ဂါအချက်၄ချက်ကတောပရိဒတန်တေဝနံပါတ်1သူတော်ကောင်းနဲ့ပေါ့နံပါတ်2က တရမတတဝနံသူတော်ကောင်းတရားနာနံပါတ်3ကယောနိတော်မနတိကာရနှလုံးသွင်းမှန်ရနံပါတ်4ကဓမ္မနုဓမ္မပရိပါတိဒါဆိုသူတော်ကောင်းနဲ့ပေါင်းသူတော်ကောင်းတရားနာနှလုံးသွင်းမှန်ဓမ္မနုဓမ္မပရိပါတိအထောက်ရမယ်လို့ပြောတယ်အဲ့ဒီအချက်၄ချက်နဲ့ပြည့်ရင်သောတာပန်တည်ဒါဆိုဟုတ်ပြီသူတော်ကောင်းဆိုတာဘာလဲဆိုရင်ဒီနေ့ခေတ်မှာသူတော်ကောင်းဆိုတာကိုတိုက်ရိုက်ကောင်းအောင်ဘုရားကိုပြောတယ် ဘုရားမှသာနေဒီတရားကိုဟောနေဒါတော့ဒီနေ့ခေတ်မှာဘုရားမရှိတော့တဲ့အတွက်ဘုရားရဲ့တရားတော်တွေကိုစောင်းပြီးတော့ကျင့်လဲကျင့်နေတဲ့တန်ခါတော်အရှင်သူမြတ်တွေသူတော်တန်ခါတော်အရှင်သူမြတ်တွေ ਨੇ ပေါင်းသိမ်းရမယ်အဲ့ဒီဟာမှလည်းတစ္ဆာတရားဟောနိုင်တော့ပုဂ္ဂိုလ်ဖြစ်ရတစ်ချက်နှစ်ချက်ကတရမတ္တတဝနံသူတော်ကောင်းတရားသူတော်ကောင်းတရားဆိုတာဒါနသီလတမထတရားကိုပြောတာမဟုတ်ဖ ೇನೆ တစ္ဆာတရားတက်ရိုက်ကိုပြောတာဒီနေရာမှာလိုချင်တာကတစ္ဆာတရား နံပါတ်1ကသစ္စာတရားဟောနိုင်တဲ့ပုဂ္ဂိုလ်နံပါတ်2ကအဲ့ဒီသစ္စာတရားကိုနားရမယ်နှစ်ချက်နံပါတ်3ကနားတဲ့အတိုင်းနှလုံးသွင်းမှန်ရမယ်ယောနိတော်မနတိကရတော်အဲ့တော့အမျိုးသားပဲအမျိုးသမီးပဲဘုန်းကြီးပဲယဟန်ပဲလူပဲနတ်ပဲလို့နှလုံးသွင်းတာမျိုးမဟုတ်ဖယ်နဲ့ရုပ်ပဲနာမ်ပဲပြီးတော့ဝေဒနာပဲစိတ်ပဲပြီးတော့ဓမ္မပဲအဲ့ဒီလိုနှလုံးသွင်းနိုင်ရမယ်ပြီးတော့မှနှလုံးသွင်းတဲ့အတိုင်းဓမ္မနုရှေဓမ္မက ုက္ခသစ္စာဓမ္မပရိပတ်တိယနောဓမ္မကဆုံးဖြတ်ချက်ချတဲ့မေဃသစ္စာအဲ့ဒီလိုဆုံးဖြတ်ချက်ချနိုင်ရင်သောတာပန်တည်တယ်လို့သောတာပန်တည်ဖို့အတွက်၄ချက်ကိုဒီလိုမျိုးဟောခဲ့တာမြတ်စွာဘုရားကသောတာပန်တည်ချောင်းတရား၄ချက်ဟောခဲ့တယ်ဒါသောပြီရှင်းပိုင်းကသူတော်ကောင်းရှာပေါင်းရမယ်နောက်ပိုင်းကသူတော်ကောင်းတရားနာရမယ်သစ္စာတရားဟောနိုင်တဲ့ပုဂ္ဂိုလ်သစ္စာတရားသစ္စာတရားဟောနိုင်တဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ရဲ့တရားကိုနားရနှစ်ချက်ပြီးတော့မှနှလုံးသွင်းမှန်ရမယ် ယုတ်နံဝေဒနာဒုက္ခသစ္စာလို့သိရဒီ၃ချက်အဲ့ဒါအလုတ်မဟုတ်သေးအပြင်ရှိသေးတယ်အလုတ်ကနောက်ဆုံးချက်ဓမ္မနုဓမ္မပရိပတ်တိယကိုယ်တိုင်ဆုံးဖြတ်ချက်ချနိုင်တာကအလုတ်ဒါဆိုဟုတ်ပြီဘယ်လိုဆုံးဖြတ်ချက်ချမလဲဆိုတော့သစ္စာကိုဆုံးဖြတ်ချက်ချရမယ်သစ္စာဆိုတဲ့နေရာဒုက္ခသစ္စာတမှုရိယသစ္စာနိရောဓသစ္စာမေကသစ္စာဒုက္ခသစ္စာလက်ရှိခံတာတမှုရိယသစ္စာနောက်ထပ်တစ်ပံဒုက္ခရာကြောင် နိရောဓသစ္စာဒုက္ခတွေမရှိတဲ့နေရာမဂ္ဂသစ္စာဒုက္ခလို့ကောင်းကောင်းဝန်းသိတာဆုံးဖြတ်ချတာကိုမဂ္ဂသစ္စာလို့ပြောတာဒါဆိုဟုတ်ပြီဒုက္ခသစ္စာကိုဆုံးဖြတ်ချဖို့အတွက်ကမဂ္ဂင်၈ပါးလို့လေဒါဆိုမဂ္ဂင်၈ပါး ਨੇ ဆုံးဖြတ်ချတော့မှဒုက္ခလို့ဆုံးဖြတ်ချချတဲ့တပြိုင်နဲ့သမုဒိယသစ္စာသိတယ်ချုပ်တာကနိရောဓသစ္စာဖြစ်တယ်ဆုံးဖြတ်ချတာကမဂ္ဂသစ္စာဖြစ်တဲ့အတွက်ကြောင့်တစ်ချက်ခုတ်ရင်၃ချက်ပြတ်တာဖြစ်တဲ့အတွက် ဓမ္မနုဓမ္မပရိပတ်တိရှေဓမ္မနောက်ဓမ္မရှေဓမ္မဒုက္ခသစ္စာနောက်ဓမ္မမေက္ခသစ္စာ ရှေးပိုင်းကသစ္စာတရားဟောနိုင်တဲ့ပုဂ္ဂိုလ်သစ္စာတရားနာရမယ်သစ္စာတရားဟောနိုင်တဲ့ပုဂ္ဂိုလ်နာရမယ်ပြီးတော့အလုံးသင်းမှဆုံးဖြတ်ချဒုက္ခသစ္စာလို့ဆုံးဖြတ်ချမှာကျိန်ပံများစွာဆုံးဖြတ်ချက်လမ်းကြောင်းမှန်မှာ